ကင်းပြည်နယ်မှာရှိတဲ့သဘာဝအရှင်းမြစ်တွေနဲ့ဆိုင်တဲ့စီမံကိန်းတွေအကောင့်တဖော်တဲ့နေရာမှာကင်းလူမျိုးတွေရဲ့သဘောထားတွေကိုအခြေခံပြီးတော့လုပ်ဖို့ကင်းမျိုးသားစီလုံးရေးနဲ့ငင်းငင်းရေးကော်မတီကပြောပါတယ်ဒီဘက်မှမှသတင်းပေးပို့ထားပါခင်ဗျာရန်ကုန်မြို့မြန်မာကွန်ဗင်းရှင်းစင်တာမှာဇူလိုင်လ၂ရက်နေ့ကနေ၄ရက်နေ့ထိပြုလုပ်ခဲ့တဲ့ကရင်မျိုးသားအကျိုးညီလာခံမှာကရင်မျိုးသားစီလုံးရေးနဲ့ငင်းငင်းရေးကော်မတီကအခုလိုပြောဆိုလိုက်တာပါ

လာတယ်ဘယ်ဘယ်ပရဂရမ်တွေကျောင်းတွေတွေကျောင်းတွေစီစစ်ကြတာအဲဒီစကူတွေကိုတော့ဆွေးနွေးဒါပြင်တောင်ရတာပြုတ်လုပြတ်တင်းညီလာကမှာလက်တလောကရင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေဟာငញ្ញမ်းရေးကိုထိခိုက်စေတဲ့အတွက်တိုက်ခိုက်မှုတွေရဲ့ဆိုင်မှုနှစ်ဖက်ခေါင်းဆောင်တွေကိုမြစ်တာရခံခဲ့ပါတယ် ကရင်မျိုးသမီးတက်ကြွလှူရှားသူဒေါ်နောင်လာကိုချွင်းချက်မရှိပြန်လွှတ်ပေးဖို့ကိုလည်းထဲသွင်းတောင်းဆိုခဲ့ပါတယ်။ဒီလူကနေတိုင်းကစကားပြောတဲ့အခါမှာကရင်လူအတွက်တစ်ခုတည်းပုံပဲနဲ့ပြည်သူတို့သားလို့ပြောတာမျိုးပဲပါ။အလျောက်ကလည်းဆင်းရဲခဲ့ပါတယ်။ဒီညီလာခံကိုကရင်ဖွဲ့စည်းတီးတီးကကရင်ကောင်းဆောင်ကိုစလဲငားရကျော်လောက်တက်ရောက်ခဲ့ပြီးနိုင်ငံရေးလူမှုရေးစီးပွားရေးကျမ်းမာရေးနဲ့ပညာရေးမျိုးနွယ်စုဆိုင်ရာစာရုံးတွေကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒါပြင်လမ်းမ2015ထွေထွေရွေးကောက်ပွဲပြီးမှခရီးမျိုးသားညီလာခံတရက်ကိုပြုလုပ်သွားဖို့ရှိရလို့လဲဆိုပါတယ်။ကျမအီမမမော်မှာ